Hello ဒီနေ့တော့ကမ္ဘာ့ချန်ပီယံရှစ်ဖြစ်ပါတယ်အကန်ကြီးရှစ်အငယ်1မှ9ဖျားသခင်ဒီနောအေးမှစ၍အသက်ရှင်သမျှသောတရဝါနောအေးနှင့်အတူတင်မိုဒဲ၌ရှိသောတရိษံအပေါင်းတို့ကို အောင်းမေ၍မြေကြီးပေါ်မှလ ీల ာစေတော်မူသည်ဖြင့်ရေငြိမ်လေ၏နည်းနည်းရာ ရေပေါက်ရေတွင်များ မိုးကောင်းကင်ပြုံဝများကိုဆို့ပိတ်၍မိုးကိုဆဲစေတော်မူ၏ရေဒီလည်းမြေပေါ်မှအစင်တိုင်းစီးသွား၍အရက်150စေသောအခါရုပ်လျော့လေ၏တတမလ18ရက်နေ့တွင်တင်းမောသည်အာရရတ်အမည်ရှိသောတောင်ပေါ်မှတင်လေ၏တတမလတိုင်အောင်ရေဒီအစင်မပြရုပ်လျော့၍ထိုလ30ရက်နေ့တွင်တောင်ထိပ်သို့သည် ပေါ်ကြ၏အငယ်၆မှ၁ထိုမှအရက်40ကြာလျင်နောအီသည်တင်မောတဲ၌လုခဲ့သောပဒင်းပေါက်ကိုဖွင့်၍ជីအတကောင်ကိုလွတ်လေ၏ထိုជីအသည်မြေပေါ်မှ ရေမခမ်းမချောက်မိတိုင်အောင်တွာလာလျက်နေလေ၏တဖန်မြေမျက်နာပေါ်မှ ရေကုန်သည်မကုန်သည်ကိုတိကျင်းကဂျိုးတကောင်ကိုလွတ်ပြန်လေ၏ မြေပြင်လုံး၌ရေရှိသေးသောကြောင့်ဂျိုးဒီခြေဖြင့်နေ၍အမောဖြစ်စရာကိုမတွေ့သဖြင့်နောဤရှိရာတင်မောသို့ ပြန်လာလေ၏နောဤသည်လည်းလက်ကိုဆန့်၍ဂျိုးကိုကန်ယူပြီးလျှင်မိမိနေရာတင်မောထဲသို့တွင်လေ၏တဖန်းခုနှစ်ရက်နေပြီးမှ ထိုဂျိုးကိုတင်မောတဲကလွတ်ပြန်၏ညာဥချိန်၌ဂျိုးသည် နောဤထံသို့ပြန်လာ၍ မိမိဆဲယူသောတန်လွင်ရွက်ကိုမိမိနှုတ်သီးဖြင့်ဆောင်ခဲ့သောကြောင့်မြေကြီးပေါ်မှာရေကုန်ချောင်းကို နောအေးတိလိ၏တပန်းခုနှစ်ရက်နေပြီးမှထိုဂျိုးကိုလွတ်ပြန်၏နောက်တပန်းဂျိုးသည် မပြန်မလာနေ၏အငယ်73မှ79အနှစ်600တခုပထမလဆန်းတည့်ရက်နေ့တွင်မြေကြီးပေါ်မှာ ရေခမ်းခောက်တီရှိသောနောဧသည်တင်မောမိုးကိုပယ်ဖြဲ့၍ကြီးရှုသောအခါမြေမျက်နှာတွေးခောက်ဆရှိသည်ကိုမြည်၏ဒုတိယလ29ရက်နေ့တွင် မြေကြီးတွေးခောက်လေ၏ဘုရားသခင်ကလည်းတင်သည်တာမယာချွေးမတို့နှင့်တကားတင်မိုးတဲကထွက်ဆင်းလောတင့်ထံမှအသက်ရှင်သောတရိစံငှက်များတားများမြေပေါ်၌တောတက်သော တိရစ္ဆာန်များတို့သည်မြေပေါ်မှာတားကိုမွေး၍အလွန်တိုးပွားများပြားမိအကြောင်းထိုတိရစ္ဆာန်ရှိသည်များတို့ကို ကိုနှင့်တူထုတ်ဆောင်လို့ဟုနောအေးကို မိန့်တော်မူ၏ထိုအခါနောအေးမှဆက်၍တားမယာချွေးမတို့သည် ထွက်ဆင်းကြ၏တားများတွက်တက်သောတိရစ္ဆာန်များငှက်များမြေပေါ်မှာလှုပ်ရှားတတ်သမျှသော အမျိုးမျိုးအပေါင်းတို့သည်လည်းတင်ပေါ်တဲ့ကထွက်ဆင်းကြ၏ အငယ်20မှ22နောဤဒီလေသာရဖျားအဖို့ရစ်ပလင်ကိုတီပြီးမှ စင်ကြဲသောသားစင်ကြဲသောငှက်အမျိုးမျိုးထဲကယူ၍ရစ်ပလင်ပေါ်မှမီးရှို့သောရစ်ကို ပူဇော်လေ၏သာရဖျားဒီလေမွေးကြိမ်သောအနံ့ကိုခံယူ၍ငါဒီနောက်တဖန်လူတို့အတွက်မြေကြီးကိုမချိန်အကြောင်းမူကားလူတို့ဒီငယ်သောရွယ်မှဆက်၍စိတ်နှလုံးအကြံစီဆိုးကြ၏ ငါသည်ယခုတခါပြုပြီးတကဲ့သို့ အသက်ရှင်သောအရာရှိသမျှတို့ကိုနောက်တပံဓမ္မခမြေကြီးမကုန်မီတိုင်အောင် မျိုးစစ်ကျဲရသောကာလအတိနံကိုတင်းရသောကာလချမ်းသောကာလပူသောကာလຫນွေကာလ ဆောင်းကာလမပြတ်ရဟု အမိန်တော်ရှိ၏အမေနောက်ဒီမှာပြန်တွေ့မယ်ဘိုင်